မီးပိုးကောင်ကြောင်ဖြစ်တဲ့အရေပြားအနာကိုကူတခြင်းမချာခင်ရဲ့ပိုင်းကအင်တာနက်မှာနာမည်ကြီးခဲ့တဲ့မီးပိုးကောင်အကြောင်းကိုပြောပြပေးပါမယ်ဒီဗီဒီယိုမှာမီးပိုးကောင်အကြောင်းမျိုးစိတ်တွေအကြောင်းအစိမ့်ပင့်စေတဲ့အကြောင်းနဲ့ကူတမှုကာကွယ်မှုတွေအကြောင်းကိုပြောပြပေးပါမယ် မီးပိုးကောက်ဟာအင်းဆက်ပိုးတစ်မျိုးဖြစ်တာကြောင့်ထူခြားတဲ့ရာရန်စီတဲ့အစိမ့်သင့်မှုအေးပြားယောဂါမျိုးကိုဖြစ်စေပါတယ်။မီးပိုးကောက်တွေဟာလူကိုကိုက်ခြင်းသို့မဟုတ်အစိမ့်တောက်ထုတ်ခြင်းပြုလုပ်လို့မရှိပါဘူး။လူရဲ့အရေးပြားပေါ်မှာပိုးကောင်ရှိနေတဲ့အခါမတော်တဆဖိမိခြင်းဒါမှမဟုတ်ပုတ်တိုင်မှုတို့ကြောက်တာပိုးကောင်ရဲ့ခန္ဓာကိုယ်အသွင်းပိုင်းကအရေးထဲမှာပီဒရင်းလို့ခေါ်တဲ့အစိတ်ဓာတ်ပါတဲ့အရေးကို ထွက်လာခြင်းပဲဖြစ်ပါတယ်ဒီအရေးပြားကြောင့်အရေးပြားရရန်ခြင်းဖြစ်စေတာပါပြီးတွင်အရေးတွေဟာပြင်းထန်တဲ့အရေးကြီးမှုဖြစ်စေတဲ့အစိတ်ဓာတ်ဖြစ်ပြီးဆဲပွားခြင်းနဲ့ပရိုတင်း DNA ပေါင်းစပ်မှုကိုဟန့်တားခြင်းဖြင့်အရေးပြားဆဲများကိုတင်းစီကအဖုအပိတ်များ ဖြစ်ပေါ်စေပါတယ်ဒီလိုဖြစ်ခြင်းဟာဓာတ်ရိုက်အစိတ်တင်းမှုညတာဖြစ်ပြီးတဲမတဲ့ခြင်းမဟုတ်ပါမိသူမဆိုဒီအရေးနဲ့ထိမိတဲ့အခါရရန်ခြင်းနဲ့အရေးကြီးမှုဖြစ်ခြင်းကို ဖြစ်စေပါတယ် ပြည်တွင်အဆင့်ရေထုတ်လုပ်မှုဟာမီးပိုးကောင်အမတွေမှာအဓိကသိရှိရပါတယ်။ပိုးကောင်အသင်းမှာရှိတဲ့ဘက်တီးရီးယားများမှ ထုတ်လုပ်ပေးတဲ့အဆင့်ရေတမျိုးလည်းဖြစ်ပါတယ်။ပြည်တွင်မီးပိုးကောင်မျိုးစုမှာမျိုးစိတ်ပေါင်း600ကျော်ရှိပြီးအန္တာတိကတိတ်မှ လွဲပြီးတော့ကပ္ပတိတ်အားလုံးမှာကျယ်ပြန့်စွာတွေ့ရှိနိုင်ပါတယ်။ဒေတာအလိုက်ဘိုက်ဒီဖင်ကိုပမ်ကန်နဲ့အာဖရိကမှာနီရိုဘိုင်အိုင်ဟုလိုလဲခေါ်ကြပါတယ်။ဒီအင်းဆက်တွေဟာညာဘက်မှာ မိတီမီလုံအထူးသဖြင့်မိများရှိရာတို့လာတက်ပြီးတော့လူနဲ့မတော်တဆထိတွေ့မှုဖြစ်စေနိုင်ပါတယ်။အရေပြားပေါ်တွင်ဖိမိပါက၎င်းရဲ့ခန္ဓာကိုယ်မှပြည်တွင်ထက်ပါတဲ့အရေကိုထုံလွတ်တတ်တာကြောင့်ရာရန်ခြင်းနဲ့အဖူအပိတ်များထွက်ခြင်းဖြစ်စေတာပါ။ယောဂလက္ခဏာတွေကတော့ ပီတရီအရင်ဟာအရေးပြားနဲ့ထိတွေ့တဲ့အခါမှာ၎င်းရဲ့တောက်ပြန်မှုဟာ24နာရီမှ48နာရီအတွင်းစတင်ပေါ်ပေါက်ပါတယ်။အစောပိုင်း24-48နာရီအတွင်းမှာရာရန်ချင်းပူလောင်ချင်းအနီကွက်များပေါ်လာခြင်းများကို ဖြစ်စေပါတယ်။နောက်ပိုင်းနေရက်3ရက်ကြာလေးအရေးကြီးမှုများထွက်ခြင်း၊နာကျင်မှုနဲ့အရေးပြား6တွေ့ကကွာကျခြင်းများဆက်လက်ဖြစ်စေပါတယ်။ ပုံရံကတော့အများအားဖြင့်ပိုးကောင်ကိုပုတ်ဆွဲမိတဲ့အစင်းရှည်ကဲ့သို့ပုံစံဖြစ်ဖြစ်တတ်ပါတယ်။ဒီရေပြားယောဂါဟာကူးဆက်ယောဂါမဟုတ်ပေမဲ့လည်းပီဒရင်းပါတဲ့အဆက်ရည်ကိုလက်ဖြင့်တည်ယူတတ်ခြင်းကြောင့်မျက်နှာ၊လင်အင်္ကာဒါမှမဟုတ်မျက်လုံးတစ်ဝက်ကဲ့သို့သောအခြားကိုအင်္ကာများသို့မတော်တဆပြန့်နိုင်ပါတယ်။မျက်လုံးနဲ့နှီးရနေရာမှာထိခိုက်ပါကမျက်စိအမေးပါရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ကုသမှုနဲ့ကာကွယ်ခြင်း ကုသမှုများ ချစ်ချင်းရေးစေးပါ ပိုးကောင်နဲ့ထီသွေးမိပြီးတန်တရားရှိရင်ဒါမှမဟုတ်အည်ပြားပေါ်အစိတ်ရေးထီမိတယ်လို့ယူဆရင်ချက်ချင်းဆက်ပြားနဲ့ရေးမများတုံးပြီးအဲ့ဒီနေရာကိုဖွားဖွားလေးအတားအယာစေးကြောပေးပါဒါမှအစိတ်တက်ကို အမြန်ဆုံးဖယ်ရှားပြီးပိုးမပြတ်အောင်ကားစီးနိုင်ပါလိမ့်မယ်နံပါတ်၄ထီမိတဲ့နေရာကအည်ပြားကိုနာနာပုတ်သိမ့်ချင်းကုတ်ချင်းကို လုံးဝမလုပ်ရပါဘူးနံပါတ်၃စတီရိုက်ပါတဲ့လိန်စီ topical steroid များကရာရံမှုနဲ့ရောင်ရမ်းမှုကိုတက်တာစီလို့လိမ့်ပေးနိုင်ပါတယ်။နံပါတ်၄ iodine ပါဝင်တဲ့ဆေးရည်ဥပမာ betadine ကအစိတ်ကိုခြေပေးနိုင်တဲ့အတွက်ထိမိတဲ့နေရာကိုဆေးရည်နဲ့တန့်စင်ပေးနိုင်ပါတယ်။နံပါတ်၅ရားရင်လူးတဲ့ climbine လူးဆေးလိုမျိုးလဲလူးနိုင်ပါတယ်။နံပါတ်၆အရေကြီးမှုများဖြစ်ပေါ်ပြီးနောက်ဆက်တဲ့ bacteria ပိုးဝင်ခြင်းမှကာကွယ်ရန် antibiotic ပေးနိုင်ပါတယ်။ ဆရာကိုညွန်ကြားချက်ဖြင့်သာနံပါတ်9အလက်ကျစ်ဖြစ်ခြင်းနဲ့ရာရံမှုတက်တာစေတဲ့ antihistamine ဆေးများ badminton sintrin စတဲ့တွေကိုပေးနိုင်ပါတယ်နံပါတ်10အထူးတတိပြုရမှာကအရက်ပြန်ဒါမှမဟုတ်အရေပြားကိုပို့ပြီးပူလောင်စေတဲ့လိုင်းဆေးများကိုကိုယ်ပါတာကိုလိမ့်ချင်းရှောင်ရှမ်းသင့်ပါတယ်ဒီခိုင်မိတာပြင်းထန်မှာကအရေးပြအထူးခုဆရာဝန်နဲ့အမြန်ဆုံးပြသတင်ပါတယ် ဘလို့ကောက်ွယ်ရမလဲဆိုရင်ညာဖက်အိတ်ခမ်းပဒင်းပေါက်များကိုဖွင့်ပြီးမအိပ်ပါနဲ့လက်စမီ အလင်းကအင်းဆက်ပိုးများကိုဆွေးဆောင်နိုင်တဲ့အတွက်အိတ်ယာနာမှာမီးလင်းလင်းတွေမထားရင်ပိုကောင်းပါတယ်မီးအလင်းနဲ့ဆူဆူးတွေအစာ ပိုပြီးမိတဲ့အဝါရောင်မီးလုံးတွေကိုတုံးနိုင်ပါတယ်ချင်းတောင်းတေချာထောင်းပြီးအိပ်ပါ ျက်နာတုပ်ပွားနဲ့အဝတ်များကိုမီးပိုးကောင်ရှိမရှိသေချာခါပြီးမှအသုံးပြုပါပိုးကောင်ကိုသိရှိရင်ဒါမှမဟုတ်ခန္ဓာကိုယ်မှာတက်လာခန့်ရင်လက်နဲ့မချင်မိစေပဲမုတ်ထုတ်ခြင်းဖိရှားခြင်းပြုလုပ်သင့်ပါတယ်။ကင်မိပြီးရင်တော့ချက်ချင်းရင်နဲ့သေချာစေချပါနော်။ကျမရေးဆိုင်ရာတတိပေးချက်ဤအချက်လက်များဟာအသိပညာပေးရန်အတွက်တာဖြစ်ပါတယ်။ ရေးပေါ်ဒါမှမဟုတ်ပြင်းထန်တဲ့ယောဂလက္ခဏာတွေခံစားရပါကကြောင်းကျင်တဲ့ဆရာဝန်ဒါမှမဟုတ်အရေးပြားအထူးကုဆရာဝန်နဲ့အများဆုံးပြသရန်အကြံပြုအပ်ပါတယ်။ဒါကတော့ယခုလို မိုးသွေးကာလတွေမှာအဖြစ်များတဲ့မြမအခေါ်မီးပိုးကောင်ရဲ့အစိတ်ဖြစ်စေခြင်းနဲ့ကုသခြင်းကောက်ွက်ခြင်းတို့ကိုဟန်ဆိုင်စီမန်နဲ့တယ်လီချမ်းမှာဘလော့ကနေကိုးကားပြီးပြောပြထားတာပါ။တကယ်လို့ဆေးရုံစီခံသွားဖို့ ဝေးနေတယ်။နေနေစွနေဖျားမှာဆိုရင်တစ်အနေနဲ့တခြားစင်းမီးတွေလည်းသုံးလို့ရပါတယ်။ဒါတွေကတော့ကိုယ်တိုင်ကြုံတွေ့ဖူးသူတွေရဲ့ပြောစကားအရာအတွေ့အကြုံတွေအရာတင်ပင်ခြင်းဖြစ်ပါတယ်။အချို့ကတော့အဲ့ဒီနေရာကိုတနခါထူထူလေးလိမ့်ပေးပြီးနောက်နောက်ရက်ကျတော့ခွာကျသွားတယ်လို့ဆိုပါတယ်။နောက်တစ်နည်းကတော့ကြိတ်ခံတဲ့နေရာကိုအိမ်သုံးစားနဲ့နန္နာပုတ်ပေးလိုက်ပါ အရေးကြီးဖို့မထတော့ဘူးလို့ဆိုပါတယ်။နောက်တနည်းကတော့ရှင်ပါမီးပိုးကောင်နဲ့ထိမိလို့ရှိရင်ချက်ချင်းချွတ်ပြော့ပြော့ကို အရေးပြပြဖြော်ပြီးဒဏ်ရာနေရာကိုတုံလင်းထားပေးပါ။အခုမီးလောင်ဖို့လုံးဝမဖြစ်တော့ပါဘူး။ခုပြောပြတဲ့ဆေးမီးတူလေးတွေကတော့ဆေးရုံဆေးခန်းနဲ့ဝေးတဲ့နေရာနေဆွနယ်ဖြားမှာရှိနေတယ်ဆိုရင်ဒီနီလန်းကိုတုံးကြည့်ပါနော်။တခုတတိထားရမှာကဒီဆေးနီလေးက မိဖို့ကောင်နဲ့ထိသွင်းမှုထိမိတာချက်ချင်းတုံးရမယ့်နီလန်းဖြစ်ပါတယ်အရေးကြီးမှုတွေပေါက်လာတယ်အနာတွေပိုကြီးလာတယ်ဆိုရင်တော့ဒီနီလန်းကိုမတုံးသင့်ပါဘူးဒါကြောင့်လဲဆိုရင်စာရှင်တနခါကနေဘက်တီးရီးယားတွေဝင်နေတာမှုကြောက်ပါဒါကြောင့်မို့ဒီချက်လေးကိုတတိပြုပေးပါနော်အကောင်းဆုံးကတော့ပိုးကောင်ထိမိပြီဆိုတာနဲ့ရေဆေးပြီးတော့ကျွမ်းကျင်တဲ့ဆရာဝန်ကြီးစီမှာပြသဖို့ပဲဖြစ်ပါတယ်ရှင် နောက်ထပ်လည်းခုလိုကျမ်းမာရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးပါဦးမယ်ရှင်။